ိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာတွေမှန်တယ်မြကံဆိုးလို့ပဲကံဆိုးတာမှန်တယ်မြတယ်စိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုးလို့တာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေရုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာဒါကြောင့်ရှင်းတော့ကမထေမြတ်ကြီးတစ်ပါးကအတူချုပ်လေးဩဝါဒပေးဖို့တယ်အကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါပါလဲဆိုတော့ စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆလိုကြီးကဒါနှလုံးနဲ့ပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူးဟုတ်လားချိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆိုင်တဲ့စိတ်တွေလူဆန္ဒပြင်းထန်တာတွေရမဇောတွေအာကြီးတာတွေမကျင်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လား အဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာ။ဒါပေမဲ့ဒီကနေ့ခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်အဲ့ဒီဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောကြတာနော်။စလုံးကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်ဘူး။စိတ်မဆိုးနဲ့ပြီးတော့ပါတယ်လို့။ကောင်းကောင်းနေတဲ့။ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေ။ဒါပေမဲ့ချဲလိုက်ရင်တော့မဆိုးနိုင်အောင်ကြည်တယ်ဗျာ။ လူတန်းပေးကမ်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလား။တိလာတွေဆောက်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုဆောင်ထင်းပြီးတော့နေတယ်ကောင်းကောင်းနေတယ်။မိမိရဲ့စိတ်သက်သာမှာလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေမပြည့်စုံဘူးလား။ပြည့်စုံတယ်။ဒါကြောင့်ဒီတေသနာတော်လေးကိုပေးသက်ပေါင်းသူတော်ကောင်းတို့ကဘယ်လိုမှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်။ကံဆိုးရင်အဖြစ်ဆိုးမယ်။ ဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကဟေးလူမုံမမကြောက်နဲ့ကံမုံမကြောက်နေလိုက်ပါတဲ့တော့လူမုံမမကြောက်နဲ့ကံမုံမကြောက်တဲ့ကိုပြုတ်ခဲ့တဲ့ကံတွေကနွားချေရတော့ကိုလှဲပြီးအစင်လိုက်တယ်လို့မျိုးမကောင်းတဲ့ဒုက္ခတွေပြီးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်